မာကျွန်တော်လည်းခြံတော်လည်းတကမှုဆောတကမှုဆောဖီမီတော်သည်ဒီကစတာပါပဲကျွန်တော်မယားကလျာဏဘောနှလုံးသားပဝေရုပ်ဆွေဆွေချင်းချင်းသာလည်းဒီစိတ်ပဲနှလုံးသားပဝေရုပ်ဆွေဆွေချင်းချင်းသာလည်းဒီစိတ်ပဲ ာသာရခြေချင်သာလဲဒီစိတ်ပါမယ်ရမန္တရကမစားတဲ့စိတ်ထဲမှာချစ်တာရဲ့မေတ္တာရှိတာတွေကလည်းပဲဒီစိတ်ကစတာပါမွေမွေရတော့ဒီစိတ်တလုံးပါပဲကျွန်တော်လည်းတလျနာပေါ်တော့ကိုယ်အတွက်ဆိုမလုံးလုံးပြင်းနေတယ်လေဒီစိတ်ပဲ ကိုယ်အတွက်ဆိုမလုံးလို့ဒီနေ့ဒါလည်းဒီစိတ်ပဲမာကြောင့်ရောနောင်တော့အများတွေ့ဆို မလုံလုံတွန်းတူရလေဒီစိတ်ပဲအများတွေစုမလုံလုံတွန်းတူရလေဒီစိတ်ပဲမာဒယောအများတွေစုတွန်းတူရလေဒီစိတ်ပဲနော် နိဗ္ဗံမဖို့ယတုတုရောက်လို့တာလေဒီစိတ်ပဲနိဗ္ဗံမဖို့ယတုတုရောက်လို့တာလေဒီစိတ်ပဲမာဇာယော နိဗ္ဗာန်နာမောမုံဇာမူရိမုံဇာပိဇာတော်မြင့်စေမုံဇာဘဝသာပါရတုအရိမလောဝါယချာနတိကျောဟော မုံသာပူရိမုံသာပိဇာတောမိစေမုံသာဘောဝသပါရကုသဗ္ဗထာကဝိမုဒ္ဓမာနသောနာပုဏ္ဏသာတိစရံဥပေဟိတိတဲ့အာရတပေါင်းကြက်ကစားကုန်ဟောပေါ်လဲတဲ့ဩကသေနာတဲ့ဟောပေါ်လဲဩကသေနာတတောသာကျွန်တော်မယား မောဇဗုရိမောဇမင်းသာရောမင်းစေမောဇဘောဇံဘာရကုသဗ္ဗထဝိမုဒ္ဓမာနသောနဗုနံဇာတိသရာဥပေယတိဩကသေနခြေသာဩကသေနပုရေကေစေအတိတ်ဒုက္ခဖြစ်ခဲ့တဲ့ခန္ဓာ၅ပါးကိုစေဒုက္ခဖြစ်ခဲ့တဲ့ခန္ဓာ၅ပါးအစဉ်ကိုအာလယတတ်မဲ့နှိမ့်တဲ့ခန္ဓာ၅ပါးအစဉ်ကိုမုံဆဆုံးလို့ပါလေ ပစ္စတောနှုတ်မလာမဲ့ခန္ဓာငါးပါးဖြစ်တဲ့အာလယံနှင့်တဲ့ချင်းကိုမုံစဆွလို့ပါလေမြစ်စေယခုပစ္စကဘဝမှာဖြစ်နေတဲ့ခန္ဓာငါးပါးကိုလည်းပဲအာလယံနှင့်တဲ့တဏှာကိုလည်းပဲမုံစဆွလို့ပါလေဘဝတက ကမရူပါရူပါလို့ခေါ်တဲ့လောက၃ပါးမှာပါရကုအထုအထိတ်ဖြစ်အောင်လုပ်နိုင်ပါလေ။သဗ္ဗတဝိမု ద్ధ မာနသောသဗ္ဗတလုံးစုံသောဝိမု ద్ధ မာနသောလုံမြောင်းတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဆိုရင်နာဘုဏ္ဏသတိစရကပရိသန္တိနေရချင်းသည်ဟူသောပရိသန္တိသို့မဟုတ်ပရိသန္တိနောက်ထပ်တစ်ပိုင်းနေရချင်းသည် နာဥပတိဘယ်တော့မှတဖန်မရှိနိုင်ဘူးမရှိတော့ဘူးရဲ့လို့သဒ္ဓနာလူရောဆရာကဘုရားသခင်ကိုရောမြတ်ကြည်သည်အဝေါ်စာကရုဏာစေတ္တမေတ္တာအဖြင့်ဟောကြားမိမာတော်မူခဲ့ပါလေတည်းအာမင်